မိတ်ဆွေများကျမ်းပါတော်မူကြပါစီဆိုတော့ရုပ်ရှင်မင်းသားစိုက်ဆရာသူ့မောင်ရဲ့အကျွေးဆိုတဲ့ဝတ္ထုလေးကို တင်ပြနေရမှာအခုတော့အခန်း၃ကိုနားဆင်ကြပါအောင်ခင်ဗျာ။ ရွာလေတို့ရောက်တော့ခါစူယုံစူယုံနဲ့လူတစုကိုတွေ့ရသည်ထိုလူစုသည် ရွာလေလန်းတနေရာကိုဝိုင်းအောင်ကြည့်ရှုနေသည်သူတို့အထဲတွင်တစုံတစ်ယောက်ကအောင်ပလကိုလှမ်းမြင်လိုက်တော့ခါကောင်းလေးရီဟုဆွဲဆွဲငင်ငင်ဖြစ်သောငိုတန်ပါကြီးနှင့်လှမ်းခေါ်လိုက်သည်ထိုသူကအချားမဟုတ်ရရဲ့ရွာရဲ့မှာနေရာတကာပါသောဒေါ်အမာဝင်ဖြစ်ပါသည် အခြေအနေအလုံးစုံကို နားလည်ပြီးဖြစ်သောအောင်ပလသည် လူအုပ်ရှိရာသို့တဖြည်းဖြည်းအေးဆေးတည်ငြိမ်စွာဖြင့်တလန်းချင်းလျှောက်လာခဲ့လေသည်သူတသက်နှင့်တကူပထမဦးဆုံးအကြိမ်ဖြစ်ရွာသူရွာသားများ၏အေးတယူဂယုဒစိုက်ပြုခြင်းကိုခံစားလိုက်ရသည်ဝိုင်းအုံနေသော လူသူစုသည် ရှဲကနေဘေးဖယ်၍သူ့ကိုလမ်းပေးကြသည် ကရုဏာသက်စွာကြည်နေကြတော့မျက်လုံးပေါင်းများစွာကြားမှဖြတ်လျှောက်လာတော့အောင်မလာသည်ထိုသူအားလုံးထက်ကရုဏာသက်စရာကောင်းသော မျက်လုံးပိုင်ရှင်ကို လူအများဤအလေလမ်းကြောင်းပေါ်တွင် ပိုလိုပက်လက်တွေ့လိုက်ရသည်အဖေတုံညင်းစွာခေါ်လိုက်ရင်းကအဖေဤအလောင်းဘေးတွင်ဒူးထောက်ထိုင်လိုက်လေသည်အဖေပါဇက်သည် ဟာစီစီကလေးပွင့်နေသည်မြန်မာတို့အယူအဆွဲအရတစုံတရာကိုစိတ်မချစွာတည်ဆုံသွားရဟန်တူလေသည်အဖေမျက်လုံးတွေကတော့ပိတ်နေသည်တယောက်ယောက်ကအမြင်မတော်သဖြင့်လက်ဖွားနှင့်တတ်ပြီးပိတ်ပေးလိုက်ဟန်တူသည်နှုတ်မူသာဆိုတစုံတရာပြောခြင်းခဲ့ဟန်တူသောအဖေမျက်လုံးကိုအောင်ပလတွေ့လိုက်ရပေဦးတော်မည် အဖေမျက်လုံးကြီးကမျက်နာတွင် သူမသေးခင် ပြောသွားခဲ့သောစကားများဤအတိဘယ်ကို ရောင်ရမ်းရှာဖွေနေလေသည်။ကောင်းလေးသတိထားနော်ကိုစိတ်ကိုကို နိုင်အောင်ထိန်းအတုပများတွင်တေဆုံးသူနှင့်ပတ်သက်တော်သူကိုအားပေးစကားပြောတတ်သောဒေါ်အမားဤအတန်ကိုစိတ်ညစ်ညူးစွာကြားလိုက်ရသည်။ဇုံတယောက်ကအောင်ပလာဤလက်မောင်းကို လာကင်သည် လှည့်ကြည့်လိုက်တော့ကိုကြီးကိုတောင်းကိုကြီးကိုတောင်းသည်ရက်ရည်ရွာရည်မှာစိတ်ဝင်စားသူတစ်ယောက်ဖြစ်သည် ကိုကြီးကိုတောင်းက အောင်ပလလက်ကိုဆွဲရင် လူအုပ်နှင့်ကင်းရသို့ခေါ်သွားသည်တို့ရာတွင်အောင်ပလကပင်ဆ၍မင်းလိုက်သည်အဖေဘာမှသွားသည်လဲကိုကြီးထပင်ကုန်းရွာကတကြီးသမက်ဖိုးစောနဲ့သွားတွေ့ပြီးမြမီရဲ့အကူ ကိုကြီးတာရင်နဲ့ဆက်သွဲတော်လန်ရေးကိုဆက်လုပ်ပါတဲ့ဒါပဲလားအေးဒါပေမဲ့ဒီအကြောင်းကိုဘယ်သူမှမသိစေနဲ့အန်ဒီရများတယ်ကွမင်းသွားရင်ငါပြောပါငါလဲလိုက်မယ်အောင်မလာဒီအဖေအလောင်းအနီးသို့ပြန်လာပြီးသွေးများပေးချန်နေသောအဖေဤအင်ဂျီကိုတယုတ်တရချွတ်ယူလိုက်သည်ထိုချိန်တွင်တစုံတယောက်ကသူ့ကိုလာခေါ်ပြန်သည်ဟဲ့ကောင်အောင်မလား တကြီးခေါ်နေတယ်အောင်ပလာသည်ဘသူအိမ်ကမှလက်ခံမည်မဟုတ်တော့အဖေအလောင်းကိုဘာဇံဘာမန်ညီကိုတို့ကိုအခုအညီဖြင့်ဆရာတော်ကျောင်းသို့ခိတ္တယူသွားခိုင်းလိုက်သည် သူတကြီးအိမ်သို့ရောက်တော့အခါမျက်ရည်လေးကလေကလေဖြင့်အိမ်အောက်မှစောင့်နေသောတကြီးသမီးလွင်ဆန်းရင်ကိုတွေ့ရသည်လွင်ဆန်းရင်သည်အိန္ဒြေမပြက်တစ်ချက်ပြုံးပြရင် အိမ်ပေါ်သို့တက်ခဲ့သည် တကြီးရှိတွင်ကျုံညုံကလေးထိုင်သောအခါမျက်ထောင်နီဖြင့်ကြည်ရင်ခေါင်းတဆက်ဆက်ညိတ်သောတကြီးကို မြင်မြင်းကတ်စွာတွေ့လိုက်ရသည်အေးအဲ့ဒါပဲမင်းလဲဒီလမ်းလိုက်ရင်မင်းအဖေလိုဖြစ်မှာပဲဤသို့စကားဆပြီးဩဝါဒပေါင်းများစွာတကြီးပေးနေခြင်းတွင် အောင်ပလသည်ခေါင်းညိတ်ခေါင်းခါမပြုတ်ပဲပေ၍နားထောင်နေလိုက်သည်တကြီးဤခွင့်ပြုချက်ဖြင့်အိမ်မော်မှပြန်ဆင်းလာသောအခါတွင် လွင်ဆန်းရင်မျက်ရည်မျက်ကဲဖြင့်ခဏဟူသောသဘောမျိုးပြလိုက်သည်ဘာလို့လွင်ဆန်းရင်ငါတကယ်စိတ်မကောင်းပါဘူးအောင်မလိုက်ရဲ့လွင်ဆန်းရင်မျက်နာသည်သူ့အတွက်တကယ်ပင်ဝန်းနေပက်လက်ဖြစ်နေမှန်းသိကြသည်လွင်ဆန်းရင်ဟင်နင်ငါ့ကိုတကယ်ခင် အကူအညီတစ်ခုပေးမလားပြောလေဟာလွင်ဆန်းရင်သည်ပဝင်းကျင်ကိုထိတ်လန့်တကြားအကဲခတ်လိုက်သည် ငါ့ဖေကိုတတ်တာဘယ်သူလဲငါတော့မသိဘူးဒါပေမဲ့ငါ့ဖေကပြောတယ်ညောင်ပြူရွာကဂျပန်စကပြန်ဥပဒေကတစ်ချက်သေးနဲ့သေးအောင်ပြစ်လိုက်တာတဲ့လွင်ဆိုင်ရင်ကပြောရင်ငိုလိုက်သည် အောင်ပလာသည်တကြီးဤပရဝံအတွင်းမှာဆရာတော်ဤပရဝံဘက်သို့ခတ်သွက်သွက်ရှောက်သွားလေတော့သည် အောင်ပလိုက်ဖခင်ကို တောတလီထုံးစံတိုင်းရွာအနောက်ဖက်ကတင်းញိုင်ကုန်းမှာတင်းကြိုလိုက်ကြသည်မတာပို့သူဟု၍ကိုကြီးကိုတောင်းဗမန်ဗဇန်ညီကိုမြမေကပ္ပရာကြီးနဲ့အောင်ပလတငယ်ချင်း3-4ယောက်သာပါလေသည်ဒီအတုဘကိုလူတော်များများကြောက်ရွံ့နေကြလေသည်ဂျပန်တို့မလိုလားသောလူတယောက်တေဆုံးသွားခြင်းအတွက်ရွာသူရွာသားများခမညာဝန်းနေပူဆွေးကြရမည်ကိုပင် စိုးရွံ့နေကြသည်အလွန်ထူးခြားသောအချက်တစ်ချက်မှမူဂျပန်တော်လှန်ရေးသမားဖြစ်သောအောင်မလာ၏ဖခင်အတုဘကိုဂျပန်အလိုတော်၏ဖြစ်သောတကြီး၏သမီးလွင်ဆန်းရင်လိုက်ပါပို့ဆောင်ခြင်းဖြစ်လေသည်ထိုအတုဘ၏တရဏဂုံတင်ပွဲကိုဆရာတော်ကလေးလေးနက်နက်ဆောင်ရွက်ပေးသည်ဒီနေ့ညတညလုံးအောင်မလာတယောက်ကျောင်းသို့ပြန်မအိတ်ကျောင်းဆရာတော်ကောင်းစွာသိပါသည် ကျောင်းမှာဆရာတော်ကပ္ပီယာကြီးနဲ့အောင်မလ၃ယောက်သာရှိသည်ဖြစ်ရာ လူတယောက်ပျောက်ဆုံးနေခြင်းကို အလွယ်တကူသိနိုင်ပါသည်ပြီးတော့တနေ့တုန်းကဂျပန်များ၏ရက်ဆက်မှု မနေ့တုန်းကအောင်ပလအဖေကြီးအတုပအစသည့်အဖြစ်အပျက်များကြောင့်ဒီနေ့တနေ့လုံးအောင်ပလပျောက်ကွယ်နေခြင်းသည် ထူးခြားသောကိစ္စမဟုတ်ပါတော့ကြည်ဖခင်နှင့်ပတ်သက်၍တစုံတရာထိခိုက်ခံစားရသဖြင့်အောင်ပလတယောက်စိတ်လိုလက်ရ ပျောက်သွားနေမည်ကိုလည်းဆရာတော်နားလည်ထားပါသည်တို့ရတွင်တညာလုံးပြန်ရောက်မလားဟု သိရသောအခါစိတ်ပူလာ၏ထို့ကြောင့်မင်းလင်နက်နက်စောစောနေအောင်ပြူးလာသည်နှင့် ကပ္ပယာကြီးအားအောင်ပလအကြောင်းစုံစမ်းရန်ရွာထဲသို့လွတ်လိုက်လေသည်ကပ္ပယာကြီးသည် ကပ္ပယာကြီးဖြစ်သည့်အလျော်စွာ လူမှုရေးကိစ္စများကိုဝါသနာထုတ်နေသည်အောင်ပလနှင့်မြမေတို့၏ ရိုးရိုးရိတ်တိတ်ခြေနေကိုသူသဘောပေါက်ထားလေသည် ထို့ကြောင့်ရွာထဲသို့ရောက်လျင်ရောက်ချင်းမြမေတို့အိမ်သို့တန်းဝင်လေသည်မြမေသည် ချင်းအောင်တလုံးရက်နေသည်ဟဲ့မြမေအောင်မလားနဲ့တွေ့သေးလားမြမေကြီးမျက်နှာရဲကနေဖြစ်သွားသည်အိုးဟူ၍မရဲတရဲအတန်ထွက်သွားသည်ကပ္ပယာကြီးသည်အချိန်ခါနှင့်အခြေအနေကိုမတုံးတက်တက်ချေ ကပ်ပြာတို့သဘာဝအတိုင်းလူမှုရေးကိုစိတ်ဝင်စားသလောက်လူမှုရေးကို နားမလဲကြီးကြည့်တော့ဒီလိုမြမရဲ့ညကအောင်မလကျောင်းမှာ ပြန်မအိပ်ဘူးအဲ့ဒါအိုးကပ်ပြာကြီးကလည်းသူ့ဟာသူကျောင်းပြန်မအိပ်တာကျမနဲ့ဘာဆိုင်လို့လဲမဟုတ်ဘူးလေဒီမာမြအိပ်အဲ့မဟုတ်ဘူးလေဆရာတော်က तू ပြန်မလာလို့တိတ်ဆိတ်ပူနေတယ်အဲ့ဒါ နေမြဘာသိမလဲလို့လာမေးတာမသိဘူးမသိဘူးမြမေကပေါက်ဆက်ဆက်ပြန်ပြောလိုက်လေသည် ကပ္ပယာကြီးသည်ရောင်ချာချာဖြစ်လျက်မြမေတို့အိမ်မှ ပြန်ထွက်လာခဲ့သည်မြမေသည်မိမိတိတ်ခါအင်းဒရီကိုစောင့်စည်းခြင်းဖြင့်ကပ္ပယာကြီးအားပေါက်ဆက်ဆက်ပြောလိုက်ရတော့လေအောင်မလညကကြောင်းပြန်မအိပ်ဘူးဟုသိလျက်ရတော့အခါစိုးရိမ်မိပြန်သည်လှုပ်လက်စအလုပ်ကိုဖြတ်လိုက်ပြီး မြမေအိမ်ပေါ်မှဆင်းခဲ့သည်ကပ္ပယကြီးဤចောင်းစီစီနိုင်သောမိခွန်းကြောင့်ရှက်ရှက်နှင့်ဘူးခါလွတ်လိုက်ရတော့လေမြမေစိတ်ပူနေသည် သူကိုယ်တိုင်ပင်အောင်မလအကြောင်းစုံစမ်းရန်ရွာထဲဘက်သို့လျှောက်လာခဲ့သည် ကပ္ပယကမူဘာမှမပတ်သက်သောအိမ်များကိုတအိမ်တဆင်းလိုက်မေးပြီးနောက်မင်းတိန်ခါဟူသောရွာဤตาရေးနာရေးဘေးရင်နှက်ခတ်များအေးများ စိတ်ပါဝင်စားသူ ဘာကြီးဥသိမ်ခနဲ့ပရိစ္ဆာသမုပ္ပတ်တရားအကြောင်း လေကံရင် အချိန်ကုန်နေလေတော့သည်မြမေသည် အခြေအနေကိုအနှဲငယ်အကဲခတ်မိသည့်အလျောက်သူကဆ၍တကြိမ်တစ်ခါမှမဆက်ဆံဘူးသောဂျပန်အလိုတော်ကြတကြီးအိမ်ဘက်သို့ခတ်တုတ်တုတ်ထွက်လာခဲ့လေသည်အောင်မလိုက်ဖခင် ရွာလေကောင်မှာပြစ်တက်ခံရသောနေ့ကတကြီးအိမ်သို့ အောင်ဗလာတယောက်ရဲရဲဝံ့ဝံ့သွားခဲ့သည့်အကြောင်းအိမ်မော်မှပြန်အစင်းတွင်တကြီးသမီးလွင်ဆန်းရင်နှင့်တီရိုစကားပြောကြခဲ့ကြကြောင်းစသည်များကိုမျှမေသိထားခဲ့သည် ထို့ကြောင့်ပင်လင်းမျှမေသည် လွင်ဆန်းရင်နှင့်တွေ့လင်ဘာပဲဖြစ်ဖြစ် အောင်ဗလာတရင်တစွန်းတစတော့ရမည်ဟုယုံကြည်သည်တကြီးအိမ်ရှိရောက်ခါမှသတိရသည် မတော်တဆအိမ်မော်မှတကြီးနှင့်ပက်ပင်းတိုးလျင်လျင်ဘယ်လိုလုပ်ရမည်နည်း တငယ်ချင်းနဲ့တွေ့ရင်လာသည်ပဲထားအောင်ခုလိုပြဿနာတွေရှုပ်ထွေးနေသောအချိန်မှာမြမေတကြီးအိမ်ပေါ်သို့တယောက်တည်းတက်လာရင်မတင်ကြောင်းသဘောပေါက်လိုက်သည်တကြီးအိမ်ချံဝင်းအဝင်ဝမှနေ၍ခြာကနေပြန်လှည့်လာခဲ့သည် မှန်ဘာဇံတို့ညီကိုတို့ကိုလည်းနည်းနည်းတော့တိလိမ့်မည်ထင်သဖြင့်သူတို့အိမ်ဘက်သို့ခြေဦးလှဲ့လိုက်သည်သူတို့အိမ်ရောက်တော့သူတို့ညီကိုနှစ်ယောက်ကွင်းဆက်မှာဂျိုးသွားထောင်နေတယ်ဟုသူတို့ဖခင်ကထွက်၍ပြောသည်ကွင်းဆက်ထီအောင်တော့မျှမေလည်းမလိုက်ချင်းနောက်ဆုံးကိုကြီးကိုတောင်းတော်ဖြင့်တိတံကောင်းရဲ့ဟု ကိုကြီးကိုတောင်းဤကြက်ချံဘက်သို့ခတ်သွက်သွက်ရှောက်လာသည် ကျစ်စာများနေဖတ်နေသောကိုကြီးကိုတောင်းကိုတွေ့ရလေသည်ဟဲ့မြမေဘာလာလောက်တာလဲကိုကြီးကိုတောင်းဒီလူပြိုကြီးလည်းဖြစ်၏ပြီးတော့ကြတော့ရွာသူမိမငယ်ကလေးများအားလုံးကိုလည်းညီမအရင်ချာကဲ့သို့ချစ်ခင်သူဖြစ်၏ဆူရန်ဆူဆဲရန်ဆဲ၏အခုလည်းမြမေတယောက်တည်းသူ့ကြက်ချံသို့ရောက်လာခဲ့သည်ကိုမကျေနပ်မျက်ထောင်နီးကြီးဖြင့်စီး၍ကျိန်းမောင်းလေ၏ မြမေသည်ကိုကြီးကိုတောင်းကိုရွာတကြီးထက်ပိုး၍ယူသည်လေးစားလေသည်ဘဲကဘယ်လိုထွက်လာမှန်းမသိသောမျက်ရည်အဝဲသားနှင့်ကိုကြီးကိုတောင်းအနီးတွင် ပုံမုံကလေးဝင်းထိုင်လိုက်သည်ကဲပြောစမ်းနင်ဘာဖြစ်လာတာလဲအောင်ဗလာရွာကပျောက်သွားပြီတဲ့ကိုကြီးဟမ်နင်ဘဲကကြားလာတယ်လေမနေ့ကရွာထဲမှာ ကပ္ပယာကြီးလိုက်ရှာနေတာတွေ့လို့သူကဘာပြောသလဲညကဆရာတော်ကြောင့်မှ ပြန်မအိပ်ဘူးတဲ့ခက်တာပဲဒီကောက်နေကိုကြီးကိုတောင်းသည်နယ်လက်စာကျက်စာတောင်းကိုဘေးသို့တွန်းဖယ်လိုက်ပြီး ပေးကြံနေသော သူ့လက်နှစ်ဖက်ကိုပစိုးစားဖြင့်ပုတ်တပ်ပစ်လိုက်လေသည်မြမေကမရေတရေမေးလိုက်သည်အဲ့ဒါကိုကြီးဘာများသိတယ်လဲဟင် ငါလည်းဘဲသိပါမလဲဟာတကယ်တော့မူကိုကြီးကိုတောင်းဤစိတ်သည်တစုံတရာအတွက်ထိတ်ကနေဖြစ်ရလေပြီအောင်ဗလာအဖေအသက်ခံရသောနေ့ကမသိခင်သူ့ကိုမှားချားသွားသောစကားထိုစကားကိုသူကတဆင့်အောင်ဗလာကိုပြန်ပြောခဲ့သည်မဟုတ်ပါလားထပင်ကုန်းရွာကတကြီးတမက်ဖိုးစောနဲ့သွားတွေ့ပြီးမြမေရဲ့အကိုကြီးကိုကြီးကိုတာတင်နဲ့ဆက်သွဲတော်လန်ရေးကိုဆက်လုပ်ပါတဲ့ အခုအောင်ဗလာတယောက်ထပင်ကုန်းရွာသို့ထွက်များသွားလေပလားဟု ကိုကြီးကိုတောင်းစိတ်ပူမိသည်သို့တော်မသေးကြနိုင်သေးပါဘဲကြောင့်ဆိုသောအကယ်၍သူဖခင်မှားသည့်အတိုင်းတော်လန်ရေးဆက်လုပ်ရန်သွားမည်ဆိုပါကမင်းသွားရင်ငါပါပြောငါလဲလိုက်မယ်ဟု ကိုကြီးကိုတောင်းကအောင်ဗလာကိုတည်တည်ချာချာမှားထားသည်မဟုတ်ပါလားဒီတော့ဒီကောင်အောင်ဗလာသူ့ကိုမတိုင်မင်ပဲဘယ်လိုနီးနယ်မှထပင်ကုန်းရွာကို သွားရဲမည်မဟုတ်သွားမည်ဆိုရင်လေအခုလောက်မြန်မြန်ဆန်ဆန်ကြီးထွက်သွား၍မဖြစ်တိုးတိုးတိတ်တိတ်ပြပြရင်းနဲ့ရွာမအပီးအပိုင်ထွက်ခွာရမည်ဖြစ်သည်ဒါဆိုရင်ဒီကောင်ဘဲပြောက်သွားသည်နီကိုကြီးကိုတောင်းစိတ်ပူရလေပြီဒီကိစ္စများနဲ့ပတ်သက်၍မြမေကိုဖွင့်ပြောလိုက်ရရင်ကောင်းပြီလားဟုသူမစင်စားကြဒီကိစ္စသည်အလွန်အန္တရာယ်ကြီးသည်မဟုတ်ပါလား ပြီးတော့မြမေအခုလိုလာမေးခြင်းဒီလေလူငယ်တို့ဘာဝချစ်သူပြောက် ရှာပုံတော်ဖွင့်ခြင်းဟူ၍သာ ပော့ပော့တန်တန်နားလည်ထားသည်အောင်မလနှင့်မြမေတကယ်တမ်းချစ်သူများအဆင့်သို့မရောက်ကြသေးသည့်တိုင်အောင်ရွာမလူပြိုကောင်းအပြိုကောင်းများကမူရိုးရိုးရိတ်တိတ်သဘောပေါက်ထားကြလေသည်ထို့ကြောင့်မင်းလင်းမြမေဤမိကွန်းကို ပော့ပော့တန်တန်ပင်ခါထုတ်လိုက်ပြီးသူကိုယ်တိုင်ရင်တွင်းကမူအလွန်လေးကံသော ပူပင်သောကဲ့ ဖြစ်ရလေသည်ဒီကောင်တစောက်ကန်းနာတွေများဂမူးရှူတို့လို့ဦးမလဲကဲမြမေနင်ပြန်တော့ကိုကြီးစုံစမ်းပေးမယ်သတင်းရရင်နင့်ကိုပြောမယ်ကဲသွားကိုကြီးကိုတောင်းကြက်ချံမှမြမေအပြန်ရွာလေကောင်ကွက်လက်လက်ပင်ကြီးအောက်တွင် မမျော်လင့်ပဲတကြီးသမီးလွင်ဆိုင်ရင်နဲ့ပက်ပင်းဆုံလေသည်ဟင်မြမေနေပဲသွားမလို့လေလွန်ဆန်းရင် အေးငါလဲနင့်ကိုရှားနေတာဘာအတွက်လဲအောင်မလအကြောင်းနင်ကြားပြီဗလားအေးငါလဲအဲ့ဒါနင့်ကိုမေးမလို့နင်ရောဘာသိလဲလွန်ဆိုင်ရင်အေးငါလဲဒီလောက်ပဲသိတယ်ဒါပေမဲ့လွန်ဆိုင်ရင်ဒီပြောရကောင်းလို့မကောင်းလို့ချင့်ကြင်လိုက်သည်ထိုချက်ကိုမျှမေလဲတိလိုက်သည်ပြောတာပြောပါလွန်ဆိုင်ရင်ငါတို့ကတငယ်ချင်းတွေပဲဒီချိန်မှာအရေးကြီးပြီမဟုတ်လား ဟုတ်တယ်အရေးကြီးလို့လဲငါစဉ်းစားနေတာပေါ့အောင်ဗလနဲ့ပတ်သက်၍မတိစိတ်ကလေးများကအပြိုင်အဆိုင်ချင့်ငွေချစ်ရိပ်များရှိနေကြသဖြင့်ကောင်းကောင်းမျက်နှာကျောမတည့်ခဲ့သောမိမပြိုနှစ်ဦးသည် ခုတော့လဲတငယ်ချင်းတွေလိုပါပဲလားလွင်ဆန်းရင်နဲ့ငကိုကြားတိုးတိုးတိတ်တိတ်ပြောပြလိုက်သည် တခုတော့ရှိတယ်သူ့ဖေကိုတတ်တာဘယ်သူလဲလို့ငှောက်ဝေးတော့ ဟိုးညောင်မျိုးပင်ရွာကဂျပန်စကပြန်ဥပဒင်လို့ငါပြောလိုက်မိတယ်။ "तू အဲ့ဒီုံများ လိုက်သွားလားမသိဘူး။ငါစိတ်ပူလိုက်တာမြမေရဲ့။ပြောလိုက်မိတာမှားပြီလားမသိဘူး။တယောက်ထဲသောကောင်လေးအတွက်ကောင်မလေးနှစ်ယောက်မျက်ရည်ကြကြသည်။ဒါကတော့ဆရာသူမောင်ရေးသားခဲ့တဲ့အကျွေးဆိုတဲ့ဝတ္ထုရဲ့အခန်း၃ကိုတင်ပြခဲ့တာဖြစ်ပါတယ်။ ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကြံရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်ပြီးတော့စောင့်မျှော်အားပေးနားဆင်တော်မူကြပါဦးခင်ဗျာ